အဘသာဆူရီဆူမဝါဒီကူပရာမင်္ဂလာပါဒီနေ့တော့မိုးစပွားရိတ်ချိန်အဖြစ်မိုးကြုံလိုက်တဲ့တွင် အာဇာနီကုန်းမှာကွေလွန်သူတွေအတွက်အောက်မေ့ဖွဲ့ရာဆူတောင်းပွဲပြုလုပ်တဲ့တွင်နဲ့တစိတ်တုံအတုလုပ်ပြီးငွေအလဲတုံးစားလုပ်မှုအပါအဝင်ပြစ်မှု၅ခုနဲ့ကက်ဘလူပအဖအခွန်အရာ၈ခုကိုဖမ်းဆီးထိန်းသိမ်းထားတဲ့တွင်စရက်ဖက်ရဲ့အဖန်ရဲ့ဒီနေ့နိုဝင်ဘာလ၃ရက်နေ့အတွက်နေ့စဉ်တဲ့တွင်ကိုတင်ဆက်ပေးပါမယ် ကပလီပင်လေပြင်မှာဖြစ်ပေါ်နေတဲ့လေပြည်အာနေရုံနဲ့အရှိဖက်ကလာတဲ့လေပွေလိုင်းတို့ရဲ့အချိန်ကြောင့်ဂရီနီပြည်အပါအဝင်ဒိုင်းနစ်ပြည်နယ်ဆက်တခုမှာလေပြင်းတိုက်ခိုက်တာတွေနဲ့နေရာကွက်မိုးကြီးတာတွေဖြစ်နိုင်တယ်လို့ NUG လူသားချင်းစာနာထောက်ထားရင်းနဲ့ BNDA ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတတိယထုတ်ပြန်ထားပါတယ်။အချိန်အခါမဟုတ်မိုးရွာသွန်းမှုတွေဖြစ်နိုင်တဲ့အတွက်ဒါဟာမိုးစပါးရိပ်သိမ်းချိန်မှာအပြည့်မှုအဖြစ်ကြုံတွေ့နိုင်တယ်လို့ ဝန်ကြီးဌာနရဲ့ဒီနေ့နိုဝင်ဘာလ3ရက်နေ့ကစပြီးနိုဝင်ဘာလ6ရက်နေ့အထိရက်သက်သက်ပတ်မိုးလေဝသခန့်မှန်းချက်မှာဖော်ပြထားပါတယ်။ Greenie ပြည်အပါအဝင်တိုင်းနယ်ပြည်နယ်14ခုမှာအခုတပတ်အတွင်းကွက်ကြားမှုအပြင် နေရာစစ်စိတ်မှနေရအနက်အပြာမိုးထစ်ချုံရွာသွန်းနိုင်တယ်လို့လည်းဆိုထားပြီးတော့ဂရီနီပြည်မှာမိုးစပါးတွေစတင်ရိပ်သိမ်းနေပြီးအခုရက်ပိုင်းကွက်ကြားမိုးရွာသွန်းမှုကြောင့်တောင်သူတွေတတိထားတင်တာဖြစ်ပါတယ်။ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတော့ဒီနေ့နိုဝင်ဘာလ3ရက်နေ့အတွက်မိုးရေချိန်ခန့်မှန်းချက်အရဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနဲ့မွန်ပြည်နယ်မှာနှစ်လက်မနဲ့အထက်သုံးလက်မခန့်ရောက်ရှိနိုင်ပြီးတော့ဂရီနီပြည်ကတော့တစ်လက်မနဲ့အထက်နှစ်လက်မခန့်ရောက်ရှိနိုင်တယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဝေမျှထားပါတယ်။ဒါအပြင်လေဖြစ်အားနဲ့ရဲ့ဝန်ကြောင့်မိုးကြီးတာ လေပြင်းတိုက်ခိုက်တာ လိုင်းကြီးရာတွေဖြစ်ပေါ်နိုင်တဲ့အတွက်ကန်နီကန်ဝင်ငါးဖန်းထွက်တာကိုခေတ္တရက်နာဖို့လည်းတတိပေးထားပါတယ်။ Greenpeace ဒီမော့ဆိုအနောက်ခြမ်းတနီယာကအာဇာနီကုန်းမှာနှစ်စင်းနေတိုင်းပြုလုပ်နေကြဖြစ်တဲ့ကွင်းလွန်သူတွေအတွက်အောက်မေ့ဖွဲ့ရာဆူတောင်းပွဲ All So Day ကိုပြုလုပ်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလက်နက်ကိုင်တော်လှန်ရေးမှကြာဆုံးခဲ့တဲ့ရဲဘော်တွေကိုအောက်မေ့တတိယရတဲ့အနေနဲ့ရဲဘော်ရဲဘက်တွေတငယ်ချင်းတွေ ပိတာဆူရင်းနဲ့ချစ်ခင်ကြသူတွေအများအပြားလာရောက်ကြပြီးစီမီထွန်းပေးတာဝိုင်းဖွဲ့တခြင်းဆိုတာတွေနဲ့နှစ်စင်းနဲ့တိုင်စစ်စီကာကာကျင်းပခဲ့ကြပါတယ်။မနေ့ကနိုဝင်ဘာလနေ့ရက်နေ့ဟာကွေလွန်သူတွေအတွက်အောက်မေ့ဖွဲ့ရာဆူတောင်းပွဲဖြစ်ပြီးကွေလွန်သွားတဲ့သူတွေအတွက်သူတို့ရဲ့ဝိညာဉ်အေးချမ်းဖို့ကောင်းရာဘဝရောက်ရှိဖို့အတွက်ဆူတောင်းပေးခဲ့ကြတယ်လို့သိရပါတယ်။ စကိုင်းတိုင်းကပ်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖရဲ့အကောက်အခွန်အရာရှိဦးမြင့်ကျော်ခေါ်အာခိုင်အပါဝင်အကောက်ခွန်အဖွဲ့ဝယ်ခုနှစ်ဦးကိုပြီးခဲ့တဲ့အောက်တိုဘာလ12ရက်နေ့ကဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က Federal FN ကိုအတည်ပြုပြောဆိုပါတယ်။သူတို့ခုနှစ်ဦးကိုငွေကြေးအလွဲသုံးစားပြုမှု မလျော်ဩစာသုံးစွဲမှု မြို့နယ်ပအားဖာတစိတ်တို့အတူပြုလုပ်မှုတည်တည်ခံပစ္စည်းဖျောက်ဖျက်မှုနဲ့စစ်ကောင်ရှင်ရဲ့ထောက်တိုင်တွေနဲ့ဆက်သွယ်မှုဆိုတဲ့ပြစ်မှု၅ခုနဲ့ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ပအားဖာဖက်ကလည်းတည်င်းထုတ်ပြန်လာခဲ့ပါတယ်။ ထိတ်သိမ့်ခင်ရတဲ့အခွန်အရာရှိဦးမြင့်ကျော်ခေါ်အားခိုက်ကပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖာအချုပ်စခန်းမှာထိတ်သိမ့်ခံထားရတဲ့ NAM CDM အမျိုးသမီးကိုအတမပြုကျင့်မှုနဲ့ဖမ်းဆီးခံခဲ့ရတဲ့ရခိုင်ပါအဖအတဝခံဦးမြင့်စော်ဦးခေါ်မဲခေါရဲ့ညီအရင်းဖြစ်တယ်လို့လဲကန့်ဘလူပါအဖရဲ့ပြောရေးဆိုခွင့်ရှိသူကဖရက်အဖန်ကိုပြောပါရတယ်။ဒါအပြင်ထိတ်သိမ့်ခံထားရသူတွေဟာ ်တစ်မောက်ခိုကားရေစီကနေခက်မှန်ဖို့တော့ခက်ခဲတဲ့ငွေကြေးပမာဏကိုအလွဲသုံးစားလုပ်ခဲ့တာဖြစ်ပြီးတော့လက်ရှိမှာအခွန်အရာရှိအပါဝင်ခနူးကိုအရက်ဖက်တရားစီရေးဖက်ကိုလွဲပြောင်းထားပြီးတော့မြို့နယ်ပြည်သူ့လှုပ်ချုပ်ရေးအဖွဲ့ပါလာဖတ်စခန်းမှာထိမ့်သိမ်းထားတယ်လို့သိရပါတယ်ဒီနေ့နိုဝင်ဘာလ3ရက်ဖရက်ဖိုင်ရဲ့နေ့စစ်တဲင်းတွေကိုကြားခဲ့ရတာပါကျမအင်းနီပါရှင်